ဆရာညီသည့်ရဲ့အခြားသောနီလန်ဤစာကိုဖတ်ရှုခွင့်ပြုပါရန်ဆရာညီသည့်အားလေးစားစွာခွင့်တောင်းလိုက်ပါတယ်ရှင်။ထိုင်းမိုင်းရေဝေလာသောနှွေဥရာသည့်ဥတုဤမွန်တိန်ချိန်၌ယထာကြီးသည်ဂျုံဂျုံကြက်ကြက်မိတံများနှင့်အတူတိုကျိုမြို့ဤစင်ချေဘုံဗုဒ္ဓမာထွက်ခွာစားပြုလာသည်။ကျွန်တော်တို့ဤတွဲများသည်ခြားတွဲများနှင့်စာလင်ခီးတဲ့နဲလွန်းလာသည်။အိမ်ရှင်မချို့ချီးပွေထားသောကလေးများနှင့်ဈေးဝယ်ထွက်လာသောတက်ကြီးရွယ်ကြီးများလောက်သာရှိသည်။ကျွန်တော်သည် ဒါပြင်းပြောင်းမှာတစဉ်ညွညွန်မိုင်းမိုင်းကြီးများဖုံတွေလိမ့်ကြံနေသောခြံစည်းရိုးများတို့ကိုသာအမတ်တမန်ငေးမောကြည့်နေမိ၏နောက်တဘူတာတို့စိုက်သောက တွဲတကားများပွင့်သွားကြသည်ထိုဘူတာရောက်မှပင်အတန်ကြဲကြဲနှင်းဆဲရေးတိုင်းထွာပြီးတက်လာသောလူတယောက်ကြောင့်တိတ်ဆိတ်ငြိမ်သက်နေသောငွန်းတိန်ချင်းကလေးသည်လည်းတစစီပြက်စီးသွားရလေတော့သည်ထိုသူသည်တွဲတဲ့သို့တည်တည်အောင်ပြင်တက်လာ၏သူကိုယ်ဘောကအဝိဇ္ဇာများမှအလौဒမအဝိဇ္ဇာများဖြစ်သည် လူပုံကထွားထွားကြမ်းကြမ်းတကလုံးညစ်ပတ်ပေးနေပြီးအရက်တွေတောက်ထားပြီးအသက်ကြီးကြီးဇနီးမောင်နှံသည်ထိုးဖြစ်ရကြောင်းကြောက်ကြောက်လန့်လန့်နှင့်ပင်ယထာတောင်စီသို့အလူရက်ထပြေးကြသည်ထိုသို့ပြေးနေ၌အမှုသမလူရာကြီးကအဖွားကြီး၏နောက်ကျောကိုကန်ကြဖို့ပြင်လာသည်သို့သောအဖွားကြီးကတိုးတိုးသွတ်သွတ်ရှိသွားသည်မို့ကန်ချက်မှလွတ်သွားရသည်အမျက်ဒေါသကြီးနေသောအမှုသမသည်ယထာအလေတွင်ရှိနေသောတန်တာကြီးအားအာကုန်လိမ့်လှက်ဆွဲဖြုံနေသည်သူ၏လက်တစ်ဖက်တွင်သွေးများပင်ထွက်လာ၏ ၎င်းကိုကျွန်တော်ကလှမ်းမြင်လိုက်ရသည်ယထာတိန်ဆောင်သွားသလိုရှိသွားသည်ဖြင့်ခီးသွားချို့မှာသွေးများခဲသွားလောက်အောင်ကြောက်လန့်ခြောက်ခြားသွားရသည်ကျွန်တော်ကိုယ်တိုင်ပင်မတ်တက်ရက်မိသွားသည်အထိပါပင်လွန်ခဲ့သည့်အနှစ်20ကတော့မူကျွန်တော်သည်ငယ်ရွယ်သူတူဖြစ်ပြီးခလုံးကိုပေါကြည့်ကောင်းသူဖြစ်သည်အာကီဒိုတိုင်းပညာကိုတနေ့7နာရီမှန်မှန်လေ့ကျင့်လာသည်မှာခေါင်းနှစ်တိုင်တိုင်ကြာမြင့်ခဲ့ပြီးထို့ကြောင့်ကံကြောက်ခြင်းစိတ်တိုက်ခတ်ခြင်းစိတ်တွေသာများနေသည်ကျွန်တော်ကိုကျွန်တော်အာမန်ကြီးသူဟုထင်နေသည်သို့တော့တကုခန့်နေသည်က တိုင်းပညာရေးစီမင်းတွင်ရန်ရှာပြီးစမ်းသပ်မကြည့်ရကိုယ့်ဘက်မှစတင်ပြီးမတက်ခါရစသည့်ပြဌာန်းချက်တွင်ရှိနေသောကြောင့်ငြိမ်းနေရခြင်းဖြစ်သည်အိုက်ဂီရိုတင်နန်းသားတိုင်းရန်ဖြစ်ပွားမှုကိုတားမြစ်ပိတ်ပင်ထားသည်အိုက်ဂီရိုပညာဆိုတာတင်နန်းစရာသည်အလင်းတင်တိုင်းမှာပြောလို့ရှိသည့်အတိုင်းရန်ပွဲကိုငြိမ်းစေတဲ့ပညာသာဖြစ်တယ်ဆက်ကြောင်လာကြီးတစ်ခုလုံးမှရှိနေတဲ့လူသားတိုင်းအဲ့ဒီစိတ်သားညီသူညီမျှရှိနေရင်ရန်ဆိုတာပြုတ်ကွဲမှကျင်းတည်တယ်မင်းတို့တွေဟာတစ်ဖက်သားပေါ်မှာအနိုင်ယူစိုးမိုးလာနိုင်ဖို့ကြိုးစားရင် မင်းတို့တွေပဲရှုံနေရမယ်လို့မှတ်တို့အခုပညာသင်နေတာကရံပွဲတွေကိုနှိမ့်တက်နိုင်ဖို့ပဲဖြစ်တယ်။တို့တွေဘက်ကစတင်ဖို့မဟုတ်ဘူးဟုတတိချက်ရလေသည်။ကျွန်တော်ဒီဆရာကြီးစကလုံးများကိုမြေဝဲမကြနားထောင်သည်။အရာရာတိုင်းနိုင်တီးခံနိုင်ဖို့အားထုတ်ရသည်။တို့ဖြင့်အားကစားလေ့ကျင့်ခန်းမှယုံဝင်ခြင်းတွင်ချက်ဖာယာပလီလုံးဖြင့်ပြစ်ကစားရသောဒုတ်ကစားသမားတို့၏ကလေးကချီဟန်ရန်စခြင်းကို ရှောင်းတိန်တို့ဒီအတွက်ခက်ဝေဝေကရှောင်းသွားသည်ကျွန်တော်ဤတိခံနိုင်မှုကိုကျွန်တော်ဖာသာဘဝင်မြင့်မိထို့ကားတန်မာမှုရှိသည်လို့ခံစားရပြီးမြင့်မြတ်မှုရှိနေသည်ဟုပါခံစားနေရသည်လို့ဖြစ်နေသည်မိတို့ပင်ရှိစေကျွန်တော်ဤအသေးနှလုံးထဲတွင်မူအပြစ်မဲ့သူများကိုအနိုင်ကျင့်ရန်ဆဖြတ်စည်းလာသူမျိုးကိုပြထန်စီမြင်တဲ့မှာပင်ဝင်ရောက်ဆုံးမယူဖို့အခွင့်အမ်းကိုသာရှာနေမိသည်မှာအမှန်ပင်ဖြစ်သည်อืมအခုတွေ့နေရတာမတရားမှုပဲဟု ဒီတဲကိုရေရွတ်လိုက်မိပြီးအလိုလိုရက်မိရသားဖြစ်သွားရသည်အခုဖြစ်ကလူရင်းအလုံးအန်ဒီရဲ့ရှိတော်မဲ့ကိစ္စကြီးတခုပဲငါသာတခုခုအမြန်ဝင်ပြီးမလှုပ်ရှားနိုင်ရင်တော့တယောက်ယောက်ထိခိုက်နာကျင်ရတော့မှာအမှန်ပဲကျွန်တော်ဒီရုတ်တရက်မတ်တက်ရလိုက်ချင်းဒီပင်အမှုသမားကြီးဖို့သူတက်ခရမိသူပေါ်အာယုံရောက်သွားတယ်လို့ဖြစ်သွားရသည်ဩခုသူကကျဲလောင်စွာအော်လာရင်နိုင်ငံခြားသားကြီးပါလားဂျပန်နိုင်ငံအတွက်တင်ငန်းစာတခုလိုနေလို့ထင်ပါရဲ့ ကျွန်တော်ကခီးသွွားများကင်တွင်ရန်တက်ဆင်ထားသည့်ဥကောင်းတဲ့တဲ့နာကတည်ကျိုးပြကိုအသာကင်ထားလိုက်သည်ဒီချက်စင်ကောင်ကိုမနှောက်ရှက်နိုင်အောင်ခွာထုတ်ဖို့ကြံစီနေမိသည်ကျွန်တော်ဒီသူ့အားဆက်ဆုပ်ယွန်ရှာစွာဖြင့်အသာတကြီးကြည့်နေမိသို့တော်သူကမလှုပ်ရှားသေးပြီကိုကစားပြီးမလှုပ်ပါကျွန်တော်ကသူတော့ပွားသွားအောင်လှုပ်ချင်လာသည်နှကန်းကိုစူးစူးလေးလှုပ်ပြလိုက်ပြီးဖူးကနေမှုတ်ပြလိုက်ကအနမ်းပြန်တစ်ချက်ပေးလိုက်သည်အော်ကောင်းပြီ သူကအတန်ကျဲလာစာရေရွတ်လိုက်မိခစီကတင်ငန်းစာယူခြင်းနေတာတေးချသွားပြီသူကကိုဟန်ချက်ကိုထိန်းလိုက်ပြီးနောက်ကျွန်တော်ရှိသူကမူးရှူတို့ပြင်ဝင်လာသည် သူမလောက်ရှာမီစက္ကန့်ပိုင်းစား၌ဟေးဟူသောလှမ်းအော်တန်တစ်ခုတစုံတစ်ခုထံမှကြားလိုက်ရသည်ထိုအော်တန်သည်နားစီကိုလာထိသည်ထိုအတန်၌ရန်ဆောင်မှုမပါပျော်ရွှင်မြူးထူးတန်လိုမျိုးဖြစ်နေသည်မို့ယခုတိုင်အမှတ်ရနေစေတခုသောအရာကိုတငယ်ချင်းနှစ်ယောက်ရှာဝေရာမှရုတ်တရက်ရှာတွေ့လိုက်ရသောအတန်မျိုးပါပဲဟေး ဟူသောအသံထက်မှန်ထွက်ပေါ်လာ၏ကျွန်တော်ကဘဲဘက်ကိုလှမ်းကြည့်လိုက်တယ်လို့ကျွန်တော်အာသင်ငန်းစာ ပေးခြင်းနေသည့်ငနေသားကညာဘက်သို့ကြည့်ကျွန်တော်တို့နှစ်ဦးစလုံး၏အကြည့်များတဲ့တွင်ဂျပန်ဖို့ကိုခက်သေးသေးတူအားမြင်တွေ့နေရသည်အ ਨੇ ဆုံးအသက်80အတွင်းရှိလည်းမည်သေးသေးသွယ်သွယ်လူကြီးလူကောင်းတယောက်ဖြစ်ဂျပန်ခီမိုနိုအင်ဂျီအားတည်သက်စွာဝတ်ဆင်ထားသူထိုဖိုးကြီးလေးထိုင်လျက်ရှိနေသည်ကိုတွေ့ရသည် သူက ကျွန်တော်ပေါ်မှာတတိထားမိဟန်မရှိပါအလုသမာဝိဇုံနှင့်အယက်သမားကြီးထံသို့မူချစ်ခင်သောအရာများဖြင့်ကြည်နေသည်သူပုံစံကအမှုသမားအားအလွန်ရေးကြီးသည့်လျှို့ဝှက်ချက်တစ်ခုကိုမျှဝေပေးခြင်းသည်ဟန်မျိုးဒီကိုလာစမ်းပါဦးကွယ်ဟုချိုသားစွာခေါ်ရင်းကအမှုသမားအားလက်ဟန်ဖြင့်လှမ်းခေါ်၏ဒီမှာထိုင်ပြီးကြုံနဲ့စကားပြောစမ်းပါလားကွယ်သူ၏လှူရှာမှုကပါညင်သာလွန်လာသည်အမှုသမားလူသားကြီးသည်ရုပ်သေးရုပ်ကျိုးဆွဲလိုက်သလိုနာခံသွားသည်ကိုတွေ့ရ၏ သူကစစ်မိတ်နာခံသူကဲ့သို့လူကြီးလူကောင်ပေါ်ကြီးရှေ့တွင်တွားရရင်စူညံသောယထာဘီးပုတ်တန်များအကြမှာအော်ပြော၏အကျွန်တော်ဘလို့ရှင်းပြရမလဲတော့မသိတော့ပါဘူးဟုဆိုလာသောအမှုသမားကြီးသည်ကျွန်တော်အားကြောပေးသွားပြီဖြစ်ပါသည်တရားပုံတပုံမီတာလောက်သာလှောက်ရှားနိုင်သောသူ့တရောင်စိတ်ကိုသာကျွန်တော်တိုက်ခိုက်လိုက်ပါကယခုလောက်ဆိုရင်ကျွန်တော်သည်သူ့ဤတိုက်ခိုက်မှုကိုတွန်းလှန်နေပြပြီးဖြစ်ပါသည်ဂျပန်ဖိုးကြီးကမူနူးညံ့မှုပါသောအယောင်နှင့်ပင်အမှုသမားအားဆက်ပြော၏ မင်းအခုဘာတွေတောက်လာတလဲကွတို့ကမူသမားဤမျက်လုံးများကအယောင်တောက်လာရင်ကျွန်တော်စာကေးရဲ့တောက်လာတာပါထို့နောက်လက်ဟန်ပြပြီးအဲ့ဒါခမည်းကြီးနဲ့မပတ်သက်ပါဘူးဟုဆိုလိုက်ရာဒရွေးမုံများလွင့်ပါ၍ဖိုးကြီးလေးထန်သွားစဉ်သည်အိုးအန်ဩစရာပါလားကွဟုဖိုးကြီးလေးကဆက်၍တော်တော်ကိုအန်ဩစရာပဲမင်းကိုပြောရအောင်မယ်ကျုံနဲ့စာကေးကြိုက်တတ်တဲ့လူတယောက်ပဲကွညနေတိုင်းကျုံနဲ့ကျုံစနီး 86နှစ်ရှိပြီဖြစ်တဲ့ကျုပ်ဇနီးကစာကဲပလင်းလေးကိုင်းမိပန်းညံနဲ့ဆင်းအဲ့ဒီမှာရှိတဲ့တက်သားကုန်တန်းရှိဟောင်းကြီးမှာထိုင်းစာကင်းမော့တာပေါ့ကွာအဲ့ဒီကနေနေလုံးကြီးအနောက်ဖက်ခေါ်ရဇွန်းစီဝင်သွားတာကြီးနဲ့ပြီးတော့တခါတခါတက်မာဝင်ကြီးဘဲချင်းနေရောက်နေပြီလဲဆိုတာလေ့လာပေါ့အဲ့ဒီအဖင်ကတို့အဖိုးရဲ့အဖေကိုယ်တိုင်မျိုးစီချပြီးစိုက်ခဲ့တာလေပြီးခဲ့တဲ့အဆောင်ရသည်ကုံစုံကနေကတိုက်လာတဲ့နှင်းမုံတိုင်းတွေအောက်ကနေပြန်မှနလန်ထူးလာနိုင်ပါမလားလို့တော့ အဲ့ဒီပင်မစိတ်ပူလာရတာတို့ပင်ကြီးကတော့တို့မျောလင့်လာတဲ့အတိုင်းပိုးပြီးကောင်းနေပါရောလားဒါသာမြေဆွေးတွေကဘယ်တော့ညံ့တယ်လဲဆိုတာမင်းသိနိုင်တယ်အဲ့ဒီညံ့နေကလေးကအပင်ကြောင့်ကိုစာကြည့်ကြောင့်မှစိတ်ကျေနပ်နိုင်စရာအတီးဖြစ်လာရတယ်အဲမိုးတွေရွာနေတာတောင်ပြောနိုင်တယ်ဟုသူကအကျန်းဖက်သမားကြီးထံအောင်ဖြက်ဖြက်တောင်းမျက်လုံးပြားပြင်ကြည့်လိုက်ထိုသူသည်အဖိုးကြီးရဲ့စကားထံအာယုံဆိုင်နေရင်းကပင်တင်းမာသောမျက်နှာကတပြေးပြေးပြော့ကျလာသည် ဆောက်ထားသောလက်သီးတွေကတဖြည်းဖြည်းရွတ်သွားပြီးဟုတ်ကဲ့ကျွန်တော်လည်းအဲ့ဒီအပင်မျိုးကြိုက်ပါတယ်ဟုသူ့တန်တွင်ရန်ဆောင်မှုအလင်းပါမလာတော့ပြီဖိုးကြီးကပြုံးလျက်ပြောသည်အင်းငါအသေးချာပြောရဲတယ်မင်းစီမှာအံ့ဩစရာကောင်းတဲ့ဇနီးမယားရှိရမယ်မရှိတော့ပါဘူးဟုအမှုသမားကဆို၏ကျွန်တော်မိန်းမတေရပါပြီဟုအတန်ငယ်ရိမ့်လှောက်လာတော့တွဲဤလှောက်ရှားမှုများကြားတွင်လူထွားကြီးထံမှမှရှိုက်တန်များကြားလာရသည်ကျွန်တော်ဖို့မိမနဲ့အတူမနေရတော့ပါဘူးပြီးတော့ အိမ်မရှိအလုံးမရှိတဲ့ဘဝမျိုးပါဒီအတွက်ကျွန်တော်ကိုကျွန်တော်လဲရှက်မိပါရဲ့ဟုဆိုကသူ့ပါပြင်တွင်မြေကြီးပေါများကြဆင်းလာသည်စိတ်ပြန့်ညှိုးငယ်လာသောခံစားချက်များကသူ့တကိုယ်လုံးကိုပြန့်တက်လာဟန်ရှိသည်ကျွန်တော်ကအပြစ်မရှိသည့်လူငယ်တယောက်လိုဘာသည့်ဘာသာရက်နေမိကျွန်တော်ဒီမျှမျှတာတာစဉ်းစားကြည့်လိုက်တော့ကမိမိသည်ဟိုးကြီးထက်ပုံမနှိမ်ကြသွားသလိုခံစားရသည်ထို့နောက် ထာကြီးသည်ကျွန်တော်ဆင်းရမည်ဘူတာသို့ဆိုင်လာသည်ယထာတကားများဖွင့်နေစဉ်ဖိုးကြီးလေးကျင်လာသောစကားသံများလေးထဲတွင်ဝဲပြန်လာသည်ဟွန်းမောင်ရင်ဖြစ်ကတကယ်ဘေးကျန်နန်းချကြီးပါပဲကဲထိုင်ပြီးအဲ့ဒီကြောင့်နေရှင်းပြပါအောင်လားကျွန်တော်ကမစင်းမီနောက်ဆုံးဖြစ်တစ်ချက်လက်ကြည့်လိုက်သည်အမှုသမားသည်ထိုင်ကုန်တွင်ထိုင်ရင်သူ့ကိုယ်ကိုရှေ့သို့လှဲချလိုက်ပြီးနောက်ဖိုးကြီးပောင်ပေါ်တွင်ခေါင်းကိုမှေ့တင်ထားလိုက်လို့သည်ဖိုးကြီးကလည်းအမှုသမား၏ကြောပြင်ကိုပုတ်တက်လိုက် ။ဇပင်းကိုဖွာကန်လိုက်လှုပ်ပေးနေကျွန်တော်ရထားပေါ်မှာဆင်းလိုက်သည်ထို့နောက်ရထားထွက်သွားသောအခါခုံထဲရှိတစ်ခုမှကျွန်တော်သွားထိုင်နေလိုက်၏။ယခုချိန်မှာတော့ကျွန်တော်ဤကျွတ်သားနှင့်လှုပ်ချင်ခဲ့သည့်အရာသည်ကျင်နာသောဇက်ကလေးများဖြင့်ပြည့်ပြည့်စုံခဲ့လေပြီ။ ျွန်တော်ဒီစောစောကဂျင်နာနုညံသောစကလုံးများဖြင့်ဖြည့်ရှင်းရမည့်အရာကိုအခီရိုတိုင်းပညာဖြင့်ဖြည့်ရှင်းဖို့စိတ်ကူးကဲ့မိသည်မဟုတ်ပါလားကျွန်တော်အနေနဲ့တိုင်းပညာကိုလုံးဝခြားနာသောစိတ်မျိုးဖြင့်လေ့ကျင့်ရပါတော့မည်ရန်စကိုငြိမ်းစေသည့်နီလန်အကြောင်းကျွန်တော်ပြောနိုင်လာသည့်အချိန်သည်အတော်ပင်နှောင့်ခဲ့လေပြီ နောက်ထပ်လည်းဆရာညီသည့်ရဲ့စိတ်ခွန်အားဖြင့်စာလေးများကိုတင်ဆက်ခြင်းမှာသေးတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့ကြပါ